နေ့လယ်အချိန်တွင်မှန်နန်းဒနုဆောင်၌ပြည်ပေါ်မင်းရားတီအတွင်းဝင်များနှင့်အတွင်းညီလာခံတပင်ဆွေနှွေးတိုင်မင်တော်မူလျက်ရှိလေသည်ထိုအခိုက်အတန့်တွင် အလွန်တရာလာရောက်ခဲလာတော်မေတော်လောင်းရှည်မိဖုရားတီဝတ်လဲတော်ပူဒီဖတ်တီနှင့်အလင်စလိုရင်သည်လက်ခတ်ရောက်လာတော်ကြောင့်သားတော်တီဘောဘယံမင်းနှင့်တကွာအတွင်းဝင်ဝင်များပါအာအာတင့်နေကြစဉ်မောင်ရင် မောင်ရင်ရက်ဆက်ပါဘီရဲ့မောင်ရင်ရှင်မင်းကလေးတသက်လောက်ရယုံနဲ့နောင်တော်ညီတော်တွေတပြုံလုံးကိုဒီလောက်ရက်ရက်ဆက်ဆက်တက်လို့ပြည့်ရရောလားမေမေတို့မြမရာဇဝင်တလျှောက်မှာတခါမှမကြုံဘူးမကြားဘူးအောင်စိုးဝါရက်ဆက်လှပါကလားဟုမေတော်လောင်းရှည်မိဖုရားရင်ကိုထုကထုကညနာပြက်ပြက်နဲ့မိန်တော်မူလိုက်တော့အခါသားတော်တီဘောမင်းနဲ့တကွာအပားတော်တွင်ရှိနေကြတော့ မူတော်မတ်တော်များပါရုတ်တရက်နားမလည်နိုင်အောင်ဖြစ်သွားရမှာတိဘောမင်းနရကမေတော်ဖျားဘယ်ကဲ့သို့အမိန့်တော်ရှိလိုက်ပါသလဲတားတော်နားမရှင်းမှာဒီတလွန်တော်ပေါ်မှာစံတော်မူပြီးအေးဆေးဆေးမိန်ကြားတော်မူပါအောင်ဖျားဟုရှောက်တင်မှာမိဖုရားလဲတားတော်အနည်းတွင်ထိုင်တော်မူကထပ်ပြောရမယ်ဆိုရင်မောင်ရှင်ဘရင်လောက်တာနဲ့နောင်တော်ညီတော်တွေအကုန်လုံးတည်အောင် တက်ပြစ်လိုက်တာကောင်းနိုင်ပါရဲ့လားဟုထပ်ပြောကမှာတိဘောမင်းကအံ့ဩစွာနဲ့ဘယ်ဖျားမိန်တော်မူခြင်းမှာထူဆန်းလာပါတယ်ဘယ်နောင်တော်ညီတော်တပါးပါးကိုများသားတော်မတက်ရပါလားဟုရှောက်တော့အခါမေတော်ကရှင်ဘက်ကိုတီးပြီးအလိုလေးခတ်လို့နေပါပြီတကယ်ပဲမောင်ရင်မတိသေးဘူးလားအကျဉ်းတော်တွေကညီတော်နောင်တော်တွေအကုန်လုံးတေကုန်ကြပြီမောင်ရင်ရဲ့ခုဆိုရင် ဒီဘောမင်းတရားမှာအံ့ဩစွာနဲ့အကျဉ်ထောင်တဲကနောင်တော်တွေတေကုန်ပြီဆိုတော့ဘယ်နည်းနဲ့တေကုန်ကြပါသလဲသားတော်ဘာမှမသိရသေးပါကလားဟူတင်လျှောက်ရမယ်တော်ကရှင်ကိုမကဘာပြုမဲ့မသိရလဲသားတော်ရဲ့လက်သုံးတော်များညကလာပြီးတယောက်မကြံတက်လို့သွားကြတာအကျဉ်ထောင်ထဲမှာတွေးချောင်းစီပြီးကြံရစ်တဲ့ဟူဆိုလင်တီဘောမင်းကအိုးဖြစ်မှဖြစ်ရပါလိမ့် တားတော့အမိတ်မပေးရဘဲနဲ့ဘလို့ဖြစ်ကုန်ကြသလဲ။ကဲမင်းကြီးတို့အမှုမှန်ကိုအမြန်စုံစမ်းရန်လက်သုံးတော်တွေနဲ့ထောင်မှုများကိုခေါ်ဆစ်ရမည်ဟု အမိတ်တော်ရှေတော်ကြောင့်အတွင်းဝင်များကကြားရိတ်တော်အတိုင်းစစ်ဆေး၍ရှေတော်တို့ဝင်များမည်ဖျားဟုဆို၍အပားတော်မှဖက်ခွာသွားကြသည်။ဤဒီတိုင်အောင်မေတော်ဖျားကမကြည်မချမ်းအံတန်နဲ့မောင်ရင်တကယ်မသိတာပဲနော်။မေတော်ဖြင့် သဲသုံဥတုံနဲ့စိတ်မချမ်းမသာဖြစ်တော်မူလကြီးရဲ့မောင်ရင်ရဲ့ဟုမိန့်တော်မူပြန်ဤသားတော်လဲကြေကွဲတော်မူလပါတယ်မနေ့ကဖြင့်မေဖရားအင်မြူတော်တိန်အခမ်းအနားကြောင့်တိုက်တော်တွေကဖမ်းဆီးထားတယ်နောင်တော်ညီတော်များကိုသူတို့နေရန်အိမ်တော်များကလည်းစောက်လုပ်၍မပြေးသေးတယ်နဲ့ရာဇဝတ်အကျဉ်ထောင်ကြီးကိုကိတ္တပြောင်းရွှေ့ထားစေလို့အမိန့်တော်ချပေးလိုက်မိပါတယ်တက်ပြရမယ်ဆိုတဲ့စကား မပါပါဘူးမေမေဗျာဟုဆိုတော့အခါမေတော်ကစဉ်းစားပြီးအင်းတဖက်လက်နဲ့တယောက်ယောက်ဝင်ပြီးဂျိုးမွေသွားပြီးထင်တယ်မောင်ရင်ကြီးဒီတော့ဘာအရေးကိစ္စပဲဖြစ်ဖြစ်မောင်ရင်ကရှင်ဘရင်ဖြစ်နေလေတော့ဘယ်သူမကောင်းကောင်းမောင်ရင်ခေါင်းကြမှာပဲမောင်ရင်ရှင်ဘရင်ဖြစ်လို့မေမေကိုထုံးစံအတိုင်းအင်ဖြူပြတင်းရွှေချနဲ့မြောက်စွာကိုးကွယ်တာနဲ့မကာမိအောင်နောင်တော်ညီတော်တွေ ရေသိမ်းမှာနစ်စာကြရပြီဒီအိမ်ဖြူတော်ကြီးနဲ့မေဖရာပျော်ပျော်ကြီးစံနေတော်မူနိုင်တော့မလားသားတော်ရဲ့ဟုဆိုကကြလာတော့မျက်ရည်များကိုပဝါနှင့်တို့၍နေစဉ်ခိုင်နမ်မတော်ထိတ်စုဖရာလက်ဝင်ရောက်လာပြီးလင် အလူအကြီးတော်ဖရာရောက်နေတော်မူပါကလားဟုဆိုကတလွန်တော်ဘက်တွင်ထိုင်လာသည်ဖြင့်နောက်ရှိမိဖရာကမင်းသားများအသက်ခံရသည့်အကြောင်းကို စိတ်မကောင်းစွာနဲ့ ထမံမိတ်ဆိုတော်မူတော့အခါစုဗျာလက်ကဖြစ်မှဖြစ်ရပလီအကြီးတော်ဗျာလက်သုံးတော်တွေကလည်းသူတို့ဆောင်ရွက်ရမယ်အလုတ်ဝတရားလိုများအထင်မှတ်မှားကြလေသလားမသိဟုဆိုလျင်တိဘောမင်းကဒီအတိုင်းမှန်လျင်လက်သုံးတော်တွေဟာပြာမအပြစ်ကြီးကိုကျူးလွန်လိုက်ကြတာပဲဒီတော့သူတို့ကလည်းဒီအတိုင်းထားလို့မဖြစ်ချေဘူးဟုဆိုသည်စုဗျာလက်ကအမှုသွားမှန်ဟောင်း နိခံပြီးစစ်စဲချင်းပြုတော်မူပါအောင်မောင်းတော်ဟု ပြောစဉ်ထွက်သွားတော်အတွင်းဝင်အချို့အပားတော်တို့ရောက်တည်တွင်၎င်းတို့နောက်မှလက်သုံးတော်ကြီးအချို့ပါလာပြီးပြပြဝတ်ခါစားကြလေသည်အတွင်းဝင်များကအမိန်တော်မြတ်အတိုင်းစုံစမ်းမေးမြန်း၍တိရရမြတတော်ဦးတင်ရပါမည်အကြောင်းအခွင့်တောင်းလင်ဒီဘောမင်းရကတင်စေဟုခွင့်ပြုတော်မူသောကြောင့်ခြေတိုက်တော်အတွင်းက ပန်းစီချုံနောင်ထားတော့အရှင်ညီတော်နောင်တော်များကိုရမန်နေ့ကရာဇဝတ်အကျဉ်ထောင်ကြီးတို့ပြောင်းရွှေ့လိုက်ခြင်းကိုထောင်မူထောင်ကျက်နဲ့တကွာအမှုတော်ရမ်းများမှာထုံးစံအတိုင်းရွှေလွတ်တော်ကြီးကရာဇဝတ်တင့်ထိုက်တော်စီရင်ချက်ခြားပြီးသူများဟူ၍ယူဆကြပါသည်ထောင်မူထမ်းတို့ယူဆတကယ်တို့ပင်လက်သုံးတော်ကြီးများကလည်းထင်မြင်ယူဆကြသည်ဖြင့်ပွဲလန်းရအောင်အရှင်အမှုတော်ကို မျက်နှလုံးအားရဆောင်ရွက်မိကြပါသည်ဟု အစစ်ခံကြပါသည်။ထာမုန်းနှင့်အာနာပကွက်များမှလည်းတကူကြီးလာတော့လက်တော်တော်ကြီးများ၏အမိန့်သည်အရှင်အမိန့်တော်ဟူ၍ပင်မှတ်တင်သည်ဖြင့်ဝတ္တရားအတိုင်းအမှုတော်ကိုထမ်းဆောင်လိုက်ကြရာကြောင်းထွတ်ဆိုအစစ်ခံကြကြောင်းမှဖျားဟုရှောက်ပင်လိုက်တော့အခါတိဘောမင်းရလည်းအမျက်တော်ရှိပြီးကောင်းပြီဒီတော့ဒင်းတို့တွေကို အလွန်ကြီးလေးတဲ့ရာဇဝတ်အမြင့်တန်ပေးမတော်မီငါ၏ညီတော်နောင်တော်တွေတည်ရတယ်လို့ဒင်းတို့အားလုံးတည်စားတည်စေရလိမ့်မည်ဟု အမိန်တော်ရှိတော်အခါအမတွင်ထိုင်လျက်ရှိတော်မိဖုရားကြီးစုဖုရားလက်ကအကုရုမများရအောင်တရားနှလုံးတွင်းမှာမောင်မောင်ရဲ့ဒီအကောင်တွေကညနာရမလားလို့လုံးမိကြပြီဟာ မောင်မောင်ပြောကပါတီမဟုတ်ပါဒင်းတို့တွေကိုထက်၍တက်ပြန်လင်လဲ မောင်မောင်မှပင် အကုရလာလို့ညိပါလိမ့်မယ်ဟုဆိုလျာအပားတွင်ရှိတော်မဲတော်လောင်းရှိမိဖုရားကလည်းဒီအကောင်မိုက်တွေတပြုံကြီးကိုထက်၍တက်ပြန်လင်တေသူတွေလည်းပြန်၍ရှင်လာမည်မဟုတ်ပါဘူးသားတော်ဟုမိန်တော်မူရာစုဖုရားလက်ကဟုတ်ပါသည်အရှိတော်ဖုရားရဲ့မောင်မောင်စိတ်တော်ပြေအောင်တတိပေးတော်မူပါမောင်မောင်ဟာသူတော်ကောင်းဘရင်တပါးပါဒဲတို့ကြောင့်ဖြင့်အကုရနောက်ထပ်၍ မပွားပါစေနှင့်ဖရာဟုထောက်ခံတိုက်တွန်းပြန်သောကြောင့်မေတော်ကဆက်လက်၍မောင်ရင်ကလည်းဒင်းတို့ကိုအိမ်တော်ပါတွေဆိုပြီးလက်သုံးတော်ကြီးယာရူးတွေပေကံချင်းမြင့်ထားလိုက်လေတော့ဒင်းတို့ခြေပြားထောက်လွန်းကြသည်ညောက်စားလွန်းတော့ရောင်းသက်ကြတယ်။နောင်ကိုလည်းမမားတင့်တဲ့ကိစ္စမမားရလေအောင်စီကံတတ်မှတ်ထားတဲ့မိသားတော်ဟုအမိန်ရှိလိုက်ရာစုဖရားလက်က အကြီးတော်မိန်တော်မူတဲ့အတိုင်တင့်မြတ်လာပါတယ်မောင်တော်ဗျာဒီတော့ဒင်းတို့ရဲ့အသက်နဲ့ယာရုစည်းစိမ်ကိုဖြုတ်ချခြင်းမပြုဘဲနဲ့တရီတရားရကြအောင်စည်းကမ်းတစ်ခုထား၍ဆုံးမမင်ကြားတော်မူပါဟုတောင်းပန်တော်ကြောင့်တိဘောမင်းရာစိတ်တော်ပြေသွားသည်ဖြင့်အတွင်းဝင်ကြီးများမေတော်ဖျားနှင့်နှမတော်စုဖျားလက်တို့ကအကုရုမပွားရလျောင်းတောင်းပန်ဤတကြောင် တဲ့တို့အထင်အမှတ်မှားယွင်းနေတဲ့ကြောင်းများကြောင့်အတက်နှင့်ယာရုစည်းစိမ်ကိုချမ်းသာပေးမည်တို့ရာတွင် နောက်နောက်တန်းရည်ပြည့်မှုနှင့်ဆက်လင်းသောအရာများတွင်ဝန်ကြီးများအတွင်းဝန်များမတိရပဲလက်သုံးတော်တို့အာဏာဖြင့်တစုံတရာမပြုတ်လို့ရဟုကြက်သီးစွာအမိန်တော်ထုတ်ပြန်လိုက်လေသည်ကျွန်တော်မျိုးသားမင်းသားကြီးမောင်မောင်တို့ခေါင်းဆောင်တော်လက်သုံးတော်ကြီးများမှရှေ့တော်၌ ကြောက်ရွံ့စွာကုန်း၍နေကြရမှာစုဖျားလက်ဤတောင်းပန်ချက်အရတိဘောမင်းရကြီးကအမိန်တော်ချလိုက်တော့အခါအသက်ရှူခွင့်ရရှိသွားကြပြီးညနာများလင်းထိန်သွားကြလေသည်နမတော်စုဖျားလက်လည်းအရှိတော်လောင်းရှည်မီဗျာနှင့်မောင်တော်ရွှေနန်းရှင်တို့ကိုယခုလိုနောင်တော်ညီတော်အမတော်ညီမတော်စတဲ့ခမဲတော်မင်းတော်မင်းရကြီးဖျားကြီးသားတော်သမီးတော် ဆွေတော်မျိုးတော်တို့မတော်တဆပျက်စီးရသည်များကိုစိတ်တော်ကြေကွဲခြင်းဖြစ်လာ၍ကွယ်လွန်ရှာသူတို့ကိုရည်မှန်းပြီးအမြအတန်းဝေငှရန်အလူဒါနများကိုကြီးကျယ်စွာ ပြုလုပ်စေလိုကြောင်းကြံရှိတော်မင်းသားမင်းသမီးများကိုလည်းရွှေနန်းတော်တွင်ခမဲတော်မင်းသောဘဝရှင်ဖျားရှိတော်မူစဉ်ကအတိုင်းမနှိမ့်မချမြောက်စာချင်းမြင့်ထားစေလိုကြောင်းယခုဖြစ်ပျက်ပြီးစီးကြတော်ပြုပြင်၍မရနိုင်တော်သည် ကြေကွဲဝယ်ရာအကြောင်းတို့ကိုပြန်လည်အောင်းမိလျက်တတတဲ့တငငငင်နေတဲ့တော်မီမဟုတ်တဖြင့်မိမိပျောက်ပျောက်ဖြစ်ကြစေရန်အလူအတန်းနှင့်ဆက်ဆက်တော်ပွဲလန်းတပင်များခံစေ၍စိတ်ပြေလက်ပြောက်စံတော်မူကြရန်တင့်လျော်ချောင်းများကိုအကြံမေးစကားမင်ကြားတော်မူခြင်းဖြင့်နေကုန်းချုပ်လိုက်လေ၏။နမရောဆောင်ကြီးမှာအမတော်ထိတ်ဆုဖျားကြီးစွန့်ပြစ်ထွက်ခွာသွားသောအချိန်မှစ၍ ၆တွေ့တိတ်ဆိတ်လျက်ရှိနေရမှာယခုအခါတွင်နမရောစုဖျားလက်ကအပြီးအပိုင်တိမ့်ပိုက်လိုက်လေသည်တို့ဖြစ်သောကြောင့်နမရောဆောင်ကြီးမှာစုဖျားလက်၏အပြူတော်များဖြင့်စီကားစုပြေလျက်ရှိလေသည်စုဖျားလက်သည်အထင်းတော်အပြူတော်ကြီးများအိမ်တော်ပါအပြူတော်များကို၎င်းဝင်ကြီးမှုကြီးတို့၏ပွဲသက်မင်းကတော်ကြီးများ၎င်းရရောစွာစေရနာဖြင့်ပူဖဲကြရီပါ ရတနာရွှေငွေစရီတို့ကိုတရာတော်မူလူတို့အားအရက်အမောင်းနှင့်တန်း၍စုတော်လက်တော်များပေးလျက်ရှိသည်မိမိရှင်း၌ခါစားလျက်ရှိကြတော်မင်းကတော်ကြီးအပြူတော်ကြီးမှအစလက်ပါးစီအပြူတော်ငယ်ကလေးများရှိရာပရိတ်သက်သည်တို့ရွှေချူလုံးငွေချူလုံးရွှေရင်းငါငွေရင်းငါများကိုရတနာမိုးရွာပြီးတကယ်တို့စုပ်ကျဲပြစ်ပေါက်ကြည်စေ၍တအုံးနှင့်တအူး နှုံးဝေကောက်ယူကြရသည်ကိုပျော်ပျော်ပါပါရှူစားတော်မူလေရှိပြီလင် အပြူတော်များကိုလည်းယာရူးယာကန်နှင့်မြူစားရွာစားပေး၍မြောက်စားသူကောင်းပြုလျာဝိုင်းရန်ခါစားတော်အချွေရန်အသင်းမင်းတို့ညာပြားလာတော်ကြောင်းနေရာထိုင်ခင်းကျင့်ကြက်လာသည်တကြောင်းနမတော်ထိတ်စုဖျားလက်မှလည်းတတော်ကြီးရွှေကိုတော်ကိုမိရှူတန့်စင်ဖွားမြင်ရန်အချိန်လဲနီးကပ်လာသည်ဖြင့် နမ်မတော်ဆောင်ကြီးကိုအသုံးပြုရန်လိုအပ်တော့ကြောင်းပြန်လည်သိမ့်ပိုက်လိုက်ကဆန်တော်ဆောင်တို့နေချက်လာရခြင်းဖြစ်လေသည်နမ်မတော်မိဖုရားကြီးစုဖုရားလက်ဤလက်ရင်းအပြူတော်များသည်တခင်ဘုံကြီးကျွန်သားပြီးဆိုတော်စကားအတိုင်းအရင်ကနဲ့မတူတမှုတိုး၍အနောက်ပိုင်းတွင်တကူထွားခဲ့ကြသည်အနောက်ဆောင်ခေါ်တွင်တော့မင်းမိမအပိုင်း၌စုဖုရားလက်ဤအလိုတော်ကို မျက်ရည်မျက်ခြေကြည့်၍မိမိရရအမှုတော်ထမ်းနိုင်သူအခွင့်အလမ်းပို၍ရတို့များအနက်မှမန္တကြီးရွာစားခေါ်အပြို့တော်မှသူတပားထံထူးထူးခြားခြားအကျိုးတော်လိုလားလတူတူ ဖြစ်လေသည်နမောဘုရားကြီးစုဗျာလက်ကအပြို့တော်မန္တကြီးရွာစားအထူးသဖြင့်တရားတော်မူခြင်းယုံကြည်တော်မူခြင်းချစ်ခင်တော်မူခြင်းခံရသူဖြစ်သောကြောင့်သူ၏အမိကိုပင်မြစ်ဒီအခါမြတ်မခေါ်ပဲ စေခိုင်းတော်မူစရာရှိသည့်အခါများတွင်ဟဲ့မန္တကြီးရဲ့ဟုမန္တကြီးရွာစားရခြင်းအထင်းအမှန်နှင့်ချစ်စနိုးခေါ်တော်မူလေရှိလေသည်မန္တကြီးရွာစားကလည်းစူဖီးယားလက်ချစ်လောက်အောင်ပင်ကြမ်းစီလိုလင်ဘလူးချမ်းကြမ်း၍နှုတ်စီလိုလင်ဖော့ဖျောင်းကဲ့သို့ပျော်ပြောင်းစွာအမှုတော်ကိုမျက်နှလုံးမျက်နှာရထမ်းဆောင်ရဲသူဖြစ်လေသည်အပြူတော်နောင်အမြောက်ဝံကတော် မန္တကြီးရွာသားကအမျိုးအနွယ်အားဖြင့်လေတမန်မင်းခစားမိဘမှာဆင်းသက်လာလို့မဟုတ်ပေပြစ္စမတန်ခါယရနာတင် မင်းသောမင်းတရားကြီးအိန်တော်ပါမြောင်နှမ်းမိဘရားကြီးခင်သေးဤသူမအရင်ခောက်ခောက်ဖြစ်သည်မြောင်နှမ်းမိဘရားကြီးခင်သေးဤမောင်ရင်စီတော်မြင့်ဝင်ဤသမီးဖြစ်သည်မြောင်နှမ်းမိဘရားကြီးမှာတားတော်သမီးတော်မထွန်းကားသည်ဖြင့် ရှင်သည်သူမခင်ခင်ကြီးကိုတမိကဲ့သို့မွေးတော်မူထားသည်။ညောင်နှမ်းမိဖုရားကြီးကွယ်လွန်အနှိမ့်ဆရောက်သွားတော့ခါလဲမင်းတော်မင်းနီယာကြီးကဆက်လက်ကြည့်ရှုမြောက်စားတော်မူထားပြီးသူ၏တမိတော်ငယ်ကလေးများကို နာထွန်းမင်္ဂလာပြုပေးပြီး မန္တကြီးရွာကိုရွာသားအရာ ပေးသနာခဲ့ခြင်းကြောင့်ရွှေနန်းတော်ပေါ်တွင် မန္တကြီးရွာသားအဖြစ်ငယ်စဉ်ကပင်တင်ရှားလာခဲ့ရာမှာစုဖျားလက်အဆောင်တော်တွင် ဝင်ရောက်ခစား၍အပြူတော်တဦးဖြင့်ရောက်လာခဲ့သူဖြစ်လေသည် ရှင်အပြူတော်မန္တကြီးရွာသားအကြောင်းကို အလင်းတင့်၍အဆက်သေးဖော်ပြရမည်ဆိုလျှင်မန္တကြီးရွာသား၏ကျင်ဘက်ခင်ပေါ်မှအမြတ်ဝန်ဥခင်မောင် ဖြစ်လေသည်အမြတ်ဝန်ဥခင်မောင်သည်အသက်9နှစ်အရွယ်ကပင်ဖခင်အမြတ်ဝန်သေဆုံး၍မင်းတော်မင်းတရားကြီးကသား9နှစ်အရွယ်ဥခင်မောင်ကို ရင်ခွင်ပိုက်အမြောက်ဝံရာထူးကိုစက်ခန့်စေဟု အထူးသူကောင်းပြုထားခြင်းခံခဲ့ရသူဖြစ်ရာဥက္ကမအရွယ်ရောက်တော့အခါမှာ အမြောက်ဝံအလုတ်ဝတရားများကို သူကိုယ်တိုင်ထမ်းဆောင်ရလေသည်အမြောက်ဝံဥက္ကမဤမိခင်ကပရင်းတခင်ခေါ်အပြိုတော်ကြီးဖြစ်လေသည်လက်ထတော်ကြီးခေါ်မင်းတော်မင်းလက်ထနဲ့လက်ထတော်ကလေးခေါ်တိဘောမင်းရလက်ထများတွင်မိမပိုင်းဆိုင်ရာ မှန်တမ်းအပြိုတော်များနဲ့ဂျိုးဂျိုးအပြိုတော်များအများအပြားရှိရတွင် အပြိုတော်ကြီး၄ဦးကို တခင်ကြီး၄ပါးဟု အစဉ်တန်းအမြင့်ဆုံးတခင်ဘွဲ့ပေးထားခဲ့လေသည်၎င်းအပြိုတော်တခင်ဘွဲ့ခံ၄ဦးမှာနှင့်တိန်နီစောဘွားသမီးတော်ကြောက်ပရောင်းမျိုးစားကိုကြောက်ပရောင်းတခင်ဟု၍၎င်းနှင့်တိုင်းနာမင်းကြီးသမီးပရိမျိုးစားကို ပရိန်တခင်ဟူ၍၎င်း၃တောက်ဆယ်မျိုးစားအပြိုတော်ကြီးကိုတောက်ဆယ်တခင်ဟူ၍၎င်း၄တောင်ငူမျိုးစားအပြိုတော်ကြီးကိုတောင်ငူတခင်ဟူ၍၎င်းခေါ်တွင်ခဲ့ခြင်းဖြစ်လေသည်အပြိုတော်ကြီးပရိန်တခင်ဤမွေးဖခင်မှာတိုင်းနာမင်းကြီးဖြစ်၍ပရိန်တခင်ဤညီမတိုင်းနာမင်းကြီးဒုတိယသမီးမှာပြည်ပေါ်မင်းရလက်ထက် ကြောင်မြောင်အတွင်းဝင်ကြော်ဖြစ်လေသည်အမြဝန်ဥက္ကမောင်အသက်9နှစ်ကဖခင်ဤရာထူးကိုစက္ကန့်စေခြင်းမှာလဲပထမ အမြဝန်မင်းသည်မင်းတော်မင်းတရားကြီးအိမ်တော်ပါဖြစ်ပြီးအရေးတော်တုန်းကသက်စွန့်ကြိုးပမ်းအမှုတော်ထမ်းခဲ့မှုသည်နောက်ခါလဲအမှုတော်ထမ်းလျက်ရှိစေတေဆုံးရခြင်းကြောင့်တားငယ်ကိုအထူးသူကောင်းပြုတော်မူခြင်းဖြစ်ပါသည်ပရိန်တခင်သား ၎င်းအမြောက်ဝင်မင်းဥခင်မောင်နဲ့မန္တကြီးရွာသားစုပြားလက်ဤအပြူတော်တို့သာရမီများအနက်မှာဥခင်မောင်လက်နောင်လက်တခင်နဲ့ရတနာဂိရိယောတိဘောမင်းရဤဒုတိယသမီးတော်ထိတ်စုမြတ်စုပြားလက်တို့လက်ဆက်မိကြ၍အိန္ဒိယနိုင်ငံကလင်ပုံမြို့တွင် နေထိုင်ကြသည်နိုင်နာမင်းကြီးဒီ၎င်းတမီးပဒိန်းတခင်ဒီ၎င်းမန္တကြီးရွာသားဒီ၎င်းတိဘောမင်းရနဲ့ မိဖုရားကြီးစုဖုရားလက်တို့အပေါ်တွင်ဂရိတ္တစာစောင့်တိစွာနှင့်တဘာကျွန်ပိတစွာ အမှုတော်ထမ်းခဲ့သူမြက်ကမ်းမျိုးချစ်စိတ်ထားတက်လေသူများကဲ့သို့မိမိတို့အရှင်တခင်ကိုတပတ်သက်အချစ်ကြီးခဲ့သူကိုကျိုးပြည့်ပြည့်တခင်အကျိုးလိုလားသူများအဖြစ်အထူးထင်ပေါ်ခဲ့ကြသူများဖြစ်သည့်အတိုင်1149ခုနှစ်တိဘောမင်းပါတော်မူချိန်မှာပင် အမြတ်ဝန်ဥက္ကင်မောင်နှင့်မန္တကြီးရွာသားတို့မှာ မိမိတို့ကလေးငယ်များကိုပြစ်ထားခဲ့ပြီးတီဘောမင်းနှစ်ပါးနဲ့အတူအိန္ဒိယတို့ပါတော်မူရာထက်ကျက်လိုက်ပါ၍အမှုတော်ထမ်းခဲ့ကြရာ၃လနှစ်ခန့်ကြာမှမြမပြည်တို့ပြန်လာခဲ့ကြသူများဖြစ်သည်ထို့နောက်လည်းဇရနာဂီရီနှင့်မြမပြည်ကိုကူးကြီးတန်းချီအရှင်အကျိုးဆောင်နေရရာနောက်ဆုံးဒုတိယသမီးတော်နှင့်၎င်းတို့သားလက်တခင်တို့ဆုံဖက်မိကြသည်နောက်ပိုင်းတွင်မှသာ ဂျန္နာဂီရီမြို့မှာအပြစ်ပိုင်ထွက်ခွာလာခဲ့ကြလေတော့ဒီ